်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာစစ်တပ်ကပြုလုပ်ခဲ့ရွေးကောက်ပွဲကိုအထူးရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအစိုးကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်တည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်ဤဆုံးဖြတ်ချက်အစိုးကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်အထူးရောက်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကြံ အစိုးတရက်ကိုလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုက်ဖတ်ကတင်သွင်းခဲ့ပြီး Green Party မှတီနိုချူရိုနိုကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအစိုးကိုအတီးပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်စစ်တပ်ရွေးကောက်ပွဲတွင်စစ်မှန်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်စ်တိုနာထရိုက်ဖက်ကဆိုပါတယ် အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြမ်းကြမ်းခံတော်လှန်နေကြပါတယ်ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကအတူယောင်ရွေးကောက်ပွဲဖြစ်တဲ့စေယုံတွေကျောင်းတွေနဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်စက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟုနယူးဇီလန်လွှတ်တော်အမတ် Felix Tona Tribeck ကလွှတ်တော်အတွင် ပြောဆိုပါတယ် Green Party မှာ Tino Duono က၎င်းနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအစုပ်ကိုထောက်ခံကြောင်းသူအနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ Fast finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင်သူတို့၏ကြေးရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်မိတို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရတွင်လည်းပါဝင်ကြောင်းစစ်တပ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင့်မြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ် မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှာရွှေ့ပြောင်းထွက်ပြေးနေရတဲ့နေဆက်တလျှောက်မှာလည်းဒုက္ခသည်တန်းကြီးရှိနေပါတယ်။ဒါပြင်စားဖြတ်လို့နေဆက်ဖြတ်ကျော်ရစခွင့်မှုတွေကလည်းကြီးထွားလာနေပါတယ်။အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွှေကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွှေကောက်ပွဲကိုအတိအမှန်မပြုတ်ဖို့အဆိုဟာမြေပြင်မှာရှိနေတဲ့ခုခံတော်လှန်တည်တဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့ ယူစီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။ယူစီလန်နိုင်ငံသားရေးဝန်ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွှတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောင်သားဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရည်မည်ဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါသည် ဆက်လက်ပြီးစစ်တပ်ကအင်တာနက်ပေါ်မှသတင်းများကိုတံပြန်ရက်နှင့်နိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်ရေးယူရန်ပြည်ထရေးတူဝင်ကြီးဦးဆောင်သောကော်မတီနှင့်မိပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နာရီစောင့်ကြည့်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကအင်တာနက်ပေါ်မှသတင်းများကိုတုံ့ပြန်ရနှင်းနိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်အရေးယူရန်ပြည်ထရေးတူဝင်ကြီးဦးဆောင်သောကော်မတီနှင့် ဤပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နှစ်ကြီးစောင့်ကြည့်ရန်အမိန့်နှင့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းအရသိရှိရပါသည်။အကြံဖတ်စစ်တပ်က2025ခုနှစ်ဩဂုတ်လ14ရက်နေ့နေ့စွဲဖြင့်အမိန့်ကြော်ညာချက်ထဆောင်ထုတ်ပြန်ခဲ့ပြီးအဆိုပါအမိန့်တွင်အင်တာနက်ပေါ်မှသတင်းတုသတင်းမှများနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများအပါအဝင်အွန်လိုင်းပေါ်မှာလှုပ်ဆောင်ချက်များကိုတာမြင့်အရေးယူနိုင်ရေးကော်မတီတရက်ကိုဖွဲ့စည်းလိုက်ကြောင်းအဆိုပါကော်မတီတွင်ပြည်ထရေးတူးဝင်ကြီးကဥက္ကဋ္ဌအဖြစ်၎င်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးကဒုတိယဥက္ကဋ္ဌအဖြစ်လကောင်းအဖွဲ့ဝင်အလုံးစုစုပေါင်းဆက်တက်ဥပါဝင်ကြောင်းသိရပါတယ်။အဆိုပါကော်မတီတွင်ဥပဒေရေးရာဝန်ကြီးဌာနညွှန်ချုပ်၊ကြံကြားရေးညွှန်ချုပ်၊စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှအရာရှိကြီးတဦးစာသုံးလုံးဒုညွှန်ချုပ်ဗဟိုဘဏ်ညွှန်ချုပ်ရဲမှုကင်းနဲ့ဥပဒေရေးရာဌာနကြီးမှဒုရဲချုပ်နှင့်မှုကင်းရဲတပ်ဖွဲ့မှပို့ဆက်ဒုညွှန်ချုပ်တို့ပါဝင်ဖွဲ့စည်းထားကြောင်းသိရပါတယ်။အဆိုပါကော်မတီ၏လုပ်ငန်းတာဝန်များတွင် အင်တာနက်ပေါ်မှသတင်းများနှင့်နိုင်ငံရေးအရာတိုက်ခိုက်ခြင်းများကိုအရေးယူရန်မိပညာကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့ကိုဖွဲ့စည်းပြီး24နာရီစောင့်ကြည့်ရန်အင်တာနက်ပေါ်သတင်းတင်သူများနှင့်နိုင်ငံရေးတိုက်ခိုက်သူများကိုနီးပညာဖြင့်ရှာဖွေဖော်ထုတ်အရေးယူရန်အင်တာနက်ပေါ်မှသတင်းဖော်ပြမှုများကိုအဖွဲ့စည်းဖွဲ့စည်းပြီးတံပြန်ဆောင်ရွက်ရန်တို့ပါဝင်ပါသည်။ရှင်းပြင်ကျူးလွန်သူများအုံပြုလျက်ရှိသောဖုန်းနံပါတ်များပိတ်သိမ်းရင်ဘဏ်ကောက်အချက်လက်များငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနှင့်ဘဏ်အကောင့်များကိုယာယီတားဆီးခြင်းများပြုလုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီ၏လုပ်ငန်းတာဝန်အဖြစ်ထည့်သွင်းထားပါတယ်။ဆလပီတရာဦးနယ်မှာလူငယ်တွေကိုစစ်တပ်ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတရာဦးမြို့နယ်မှာစစ်တပ်ကပေါ်တာဆွဲတာတွေပြုလုပ်နေပြီးအခုအပတ်စဉ်အတွက်လူငယ်တရာအထိပေါ်တာဆွဲမယ်လို့မြို့ကန်တွေစီကတီးရပါတယ်။ စစ်မှုတန်းအပတ်စဉ်20အတွက်တရားဥမျိုးပဝင်းချိန်ကကြေးရွာတွေမှာပေါ်တာဆွဲတာတွေအော်တိုဘာလနောက်ဆုံးဘက်ကစတင်ပြုလုပ်နေပြီးလူဦးရေ30သာရရှိသေးတာကြောင့်80ထပ်မံခေါ်ယူဖို့လိုသေးတယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကပြောကြောင်းမြို့ကန်တွေကပြောပါတယ်။မြို့ပေါ်မှာည9နာရီဆိုဘယ်သူမှအပြေမထွက်ကြတော့ဘူး။ဆွဲတာကတော့ထွေအုပ်ရဲစစ်သားစူဆောင်းရေးတပ်ဖွဲ့တွေပူးပေါင်းပြီးဆွဲတာလို့မြို့ကန်တအူးကပြောပါတယ်။ ပေါ်တာဆွဲခံရသူအများစုဟာခြေရွာတွေဘက်ကနေမြို့ပေါ်ကိုအလုလာလောက်ကြသူတွေဖြစ်ပြီးအလုသွားချိန်မနက်အစောနဲ့ညနေခင်းတွေမှာပုံမပေါ်တာဆွဲလေးရှိတယ်လို့သိရပါတယ်။နိုဝင်ဘာမှာစစ်တပ်ကအပတ်စဉ်20အတွင်းစစ်မှုထမ်းခေါ်ယူနေပြီးမိထီလာပျော်ဝင်ညောင်ဦးကြောက်ပတောင်စတဲ့မြို့တွေမှာလည်းဇက်တိုက်ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဆက်လက်ပြီးကဏီမှာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်အယက်သား9ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကီနီပြည်နယ်မှာတလအတွင်းစစ်ကော်မရှင်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့အရက်သားပြည်သူ9ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်နီလူခွင့်ရေးအဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကရင်နီပြည်နယ်အတွင်းရှိမြို့နယ်တွင်မှစစ်ကော်မရှင်တပ်ကလေးချောင်းပုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာဒရုန်းပုံကျဲတိုက်ခိုက်တာဖမ်းဆီးတပ်ဖြတ်တာနဲ့နေအိမ်မီရှို့ဖျက်ဆီးတာစတဲ့လူခွင့်ရေးချိုးဖောက်မှုပေါင်း32ကြိမ်ထက်မနည်းကျူးလွန်ခဲ့တာပါ။အဲ့ဒီထဲမှာလွိုက်ကော်မြို့မှာလူခွင့်ရေးချိုးဖောက်မှုပေါင်း9ကြိမ်နဲ့ အများဆုံးဖြစ်ပြီးဒီမော့ဆိုမျိုးနယ်မှာရှစ်ကြိမ်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်ကော်မရှင်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အမျိုးသား၈ဦးအမျိုးသမီး၄ဦးကလေး၆ဦးနဲ့ကြားမခွဲခြားလို့မရသူ၃ဦးအပါအဝင်စုစုပေါင်း၂၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသား၅ဦးအမျိုးသမီး၁ဦးနဲ့ကြားမခွဲခြားလို့မရတဲ့သူ၁ဦးတေဆုံးခဲ့တယ်လို့ KNHRG ကဆိုပါတယ်။ အော်တိုဘားလာအတွင်စစ်ကော်မရှင်တပ်ဟာအယက်သားပြည်သူတွေနဲ့စစ်ဘေးရှောင်တွေရဲ့စိုက်ပျိုးသီးနှံတွေမရိတ်သိမ်းဖို့နဲ့ရိခါပြက်လက်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိစိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့ပြည်သူတွေကို drone အသုံးပြုတိုက်ခိုက်ခဲ့တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုလုံဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲကျင်းပဖို့အတွက် KNP နဲ့အတွင်းရှိမြို့နယ်တွေကိုရရှိရေးအတွက်စစ်ကြောင်းထိုးတာတွေကြောင့်အယက်သားပြည်သူတွေထပ်မံရွှေ့ပြောင်းနေရတာတွေရှိပြီး ပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂုတ်လအတွင်းရွှေပြောင်းနေထိုင်သူ2သိန်းနီးပါးရှိတယ်လို့သိရပါတယ်။